ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကကွန်ဒဒါနမတိဆိုတာရှိတယ်။သူ့ရဲ့မူရင်းနာမည်ကတော့ဒါနဒါပေမဲ့ရှေ့ကကွန်ဒလို့ထည့်ထားတယ်။မိမ့်မကျူးသူတဲ့ဟောယဟန်တပားရဲ့ဘွဲ့ရှိမှာအဲ့ဒါကြီးထည့်ထားတာစိတ်ပြည့်စရာကြီး။ဘာဖြစ်လို့အဲ့ဒါလို အထည့်ခံရတယ်ဆိုတော့သူသွားလေရာမှာအရွယ်ရှိတဲ့မိမ့်မတယောက်ကတကောက်ကောက်လိုက်နေတယ်လို့ဘေးလူတွေရဲ့မျက်စိမှာမြင်ရတယ်တဲ့။ တကယ်မလိုက်ဘူးတကယ်လည်းမရှိဘူးအဲ့ဒီမိန်းမပုံကသို့တော့ဘေးကကြည့်တဲ့လူရဲ့မျက်စိထဲမှာအဲ့လိုကိုမြင်နေရတာဘယ်သူမှသူ့ကိုမယုံဘူးဆွန်လောင်းမဲ့လူလည်းမရှိဘူးနောက်သူ့မှာအင်မတန်ချိုးချွတ်တဲ့အဲ့လိုကြီးဖြစ်တာဒါရှိတုန်းကသူကယဟန်နှပန်းကိုတကယ်ချစ်ကြတာဟုတ်ရဲ့လားတကယ်မြစ်တာရှိကြတာဟုတ်ရဲ့လားလို့စမ်းတဲ့အနေနဲ့အဲရုပ်ကစိုးနဲ့ဖြစ်တုန်းကမိမပုံတရံဖန်ဆင်းပြီးတော့ ယဟန်တပါးကိုတန်တရားဖြစ်အောင်လုပ်ခဲ့လို့ဒါဥစဉ်အကြေမပြောဘူးနော်အဲ့ဒါဥစဉ်တို့မြတ်စွာဘုရားလက်ထက်ရောက်တော့ယဟန်လာဖြစ်တယ်အဲ့ဒါဝိဘတ်ရုပ်ပေါ့နော်မိမပုံတပုံကသူ့နောက်ကိုလိုက်နေတာဆုံကန်သွားလဲပါနေတာအဲ့ဒါကိုကောသလမင်းကြီးကနောက်တော့တိတိတဲ့အခါကျတော့ဒီယဟန်ဘလို့လဲမသိဘူးစုံစမ်းလာကျောင်းပေါ်လောက်တော့အဲ့ဒီယဟန်ကကျောင်းပေါ်တက်သွားတယ်ကောသလမင်းကြီးကနောက်ကလိုက်သွားတယ်အဲ့ဒီမိန်းကလေးကလည်းလိုက်သွားတာပဲကျောင်းပေါ်ရောက်တော့အဲ့ဒီမိန်းကလေးကမရှိဘူး အဲ့ဒီယဟန်ပြန်ဆင်းသွားတော့မိန်းကလေးကပါသွားတာပဲအဲ့ဒီတော့မှဒါအကြောင်းတစ်ခုခုကြောင့်ရှိမယ်လို့ကောသလမင်းကြီးသဘောပေါက်မြတ်စွာဘုရားကိုရှောက်မြတ်စွာဘုရားကအကျိုးအကြောင်းပြောပြအတိတ်အကြောင်းကိုပြောပြတော့အရှင်ဘုရားဒီလိုဆိုရင်အရှင်ဘုရားကိုဘယ်သူကကြည်ညိုမှာလဲတပည့်တော်ဆုံးကွန်းဝေယဝိသပစ္စည်းလေးပါးတရားကခံတယ်ဆိုပြီးတော့နောက်တော့ယဟန်နာဖြစ်တယ်အဲ့ဒီမထေကိုအကြောင်းပြုပြီးတော့ပြောတဲ့စကားလေးတော်တော်မှတ်သားစရာကောင်းတယ် ဲ့ဒီယဟန်ကအဲ့ဒါလိုမိမပုံရိပ်ကနောက်ကလိုက်လိုက်နေတာဆိုတော့ယဟန်တွေကသူ့ကိုတကယ်လဲအမြင်ကတ်တယ်ပြောင်းလဲပြောင်းခြင်းတယ်အဲ့ဒါလိုပြောကြတော့ဆိုကြတော့သူ့ကိုနှိပ်ဆက်ပြီးတော့ပြောကြတော့သူကလည်းနောက်တော့ပြန်ဆွဲတယ်ပြန်ပြီးတော့ကြံကြံထန်ထန်ပြောတယ်အဲ့ဒါနဲ့ယဟန်နေနဲ့သူ့ရဲ့ရံပွဲဟာမကြခဏဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကနောက်တော့မြတ်စွာဘုရားရဲ့နားတော်ပေါက်ကြတော့အဲ့ဒီယဟန်တော်ကိုခေါ်ပြီးတော့ချက်သား ဘာပြုလို့ကြမ်းထမ်းတဲ့ဇကားတွေပြောတာကိုကြမ်းထမ်းတဲ့ဇကားတွေနဲ့ပြန်တုံ့ပြန်ရသလဲမတုံ့ပြန်နဲ့ဒါမင်းရဲ့အတိတ်ဘဝကမကောင်းတဲ့ကံကြောင့်ဖြစ်ပေါ်လာတာမင်းမှာတကယ်တမ်းအဲ့ဒီအပြစ်ကရှိနေတာမဟုတ်ဘူးမိမနောက်ကလိုက်နေတယ်ဆိုတဲ့အပြစ်တကယ်ရှိတာမဟုတ်ဘူးအဲ့ဒီမရှိတဲ့အပြစ်ကိုဘေးကပြောနေတာကိုမင်းသီးခံလိုက်ပါအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဥပမာလေးနဲ့ပြောတာလဲဆိုတော့ အနာပြက်နေတဲ့ကြီးခွက်လို မင်းကျင့်ရမယ်တဲ့ဒါလေးကိုပြောချင်တာဦးစင်ကသိလားဘယ်လိုကျင့်ရမလဲအနာပြက်နေတဲ့ကြီးခွက်ပါဗျာအနာပြက်နေတဲ့ကြီးခွက်တဲ့အနာပြက်နေတဲ့လကွင်းနဲ့ဆိုကြပါစို့ဦးစင်တို့တော်ဒီမှာတော့ရှိသေးတယ်အခုတကာကြီးတို့ဒီမှာတော့တချို့သိပ်မရှိတော့ဘူးជីပလာလေးတွေရှိတယ်လေជីပလာနဲ့ရေတောက်လို့ရှိရင်အန္တရာယ်ကင်းတယ်လို့ယောဂကင်းတယ်လို့ယူဆရှိတယ်လေဦးဇင်းတို့ငငယ်တုန်းကဆိုရင်အဲ့ဒီជីပလာလေးကိုလက်ဖွားပေါ်တင်း အဖေတို့အမေတို့မရှိတဲ့အခါမှာတန်းဆိုခောက်လိုက်ရင်အတန်လေးကတော်တော်နဲ့မတိတ်တော့ဘူးအဲ့ဒါလေးကိုခဏတိုင်းခောက်ခောက်ကြည့်အဲ့ဒီဂျီဗလာလေးကလွတ်ကြလို့မြတ်အနာကပြက်ပြီးတော့ကွဲသွားပြီဆိုရင်တန်းလို့ခောက်လိုက်ရင်တန်းလို့အတန်ဆွဲပြီးတော့မမြည်တော့ဘူး death ပြီးသွားအတန်ကရေရှည်မလာတော့အဲ့တော့အနာပြက်တဲ့ဂျီခွက်လို့ကျင့်ရမယ်ဆိုတာအဲ့ဒါပြောတာတစုံတယောက်ကပြောလိုက်လို့ စိတ်ကတိုးလိုက်တယ်ကဲခဏတော့တိုးလိုက်ပို့တိုးပြီးတော်တော့အဲ့ဒါကိုပြန်ပြန်စဉ်းစားပြီးတော့ညာလည်းမပြီးနိုင်နောက်နေ့လည်းမပြီးနိုင်နောက်လလည်းမပြီးနိုင်အိုးကြည်ပလာလက်နဲ့တောက်လိုက်တယ်လို့ဒန်းဆိုတဲ့အတန်ကအမြင်ကိုမပြတ်တော့ဟင်ဒကမကြီးတွေစိတ်ထဲမှာအဲ့ဒါလို့အမြင်မပြတ်တဲ့ဒေါသခံစားချက်တွေရှိလားရှိတာပေါ့ဥစဉ်တို့လည်းရှိတာပေါ့ဟုတ်လားဘလို့ဖြစ်နေကြတော့ကြည်ပလာကလက်လက်ဆက်ဆက်ကြီးကိုဗျဟုတ်လားအနာမပြတ်သေးဘူးဒဏ်ရာတော့မရသေးဘူး ဟုတ်လားမြတ်စွာဘုရားကဘလို့ကျင့်ရမှာလဲတော့အနာပြက်နေတဲ့ကြည်ပလားလို့ကျင့်ရမေးတဲ့တစုံတယောက်ကကိုယ့်ကိုထိထိခိုက်ခိုက်မဟုတ်ဖဲနဲ့လာပြောလာရင်ပုထုသင်တဘာဝစိတ်တော်တုံမှာပေါ့သို့တော့အဲ့ဒါကြီးကို တာရှည်ကြီးတုံမနေနဲ့ဘာအကျိုးရှိလို့လဲဟိုလူကပြောပြီးလို့မေ့သွားပြီ ကိုကဒီမှာအသစ်ရှိနေအသစ်အသစ်ဖြစ်ဖြစ်နေတယ်ဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားကပေးထက်လိုက်တာနော်ဥပမာကိုဟုတ်လား